ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥတီဟာပါဥတီခဥတီဟာဟောဥတီဟာတောက်တာပါ53နှစ်ပါဆရာကြီးမေကွန်းမေးအရွယ်ကောင်းလေးနေနော်ဟုတ်ကဲ့ဆရာကြီးဆရာမြတ်ကြီးတောင်းတောင်းကိုမြည်မြန်းမယ်ရှင်နော်ဟုတ်ကဲ့ဆရာကြီးဒူဘိုင်းမှာပါတဲ့ဟောပြိပသွားလို့လို့နေဆရာဟုတ်ပြီကားမောင်းရပါတယ်တဲ့ဟုတ်ပြီဒါပေမဲ့ဟိုကိုပိုင်ကားကိုမောင်းကိုပိုင်ကားကိုမောင်းရတယ်လို့မျိုးပေါ့နော်ကုန်စီမပါဘူးပေါ့ အင်ကားမောင်းတာပေါ့နော်ဆရာကြီးဟုတ်ပြီဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ကျွန်တော်ညဘက်အရန်ဟောက်တယ်လို့ပြောပါတယ်တဲ့ဟုတ်ပြီတအားပင်ပန်းတဲ့နေ့တွေဆိုတဲ့ဟောက်တန်တအားကျယ်တယ်လို့အမျိုးသမီးကအိတ်မရဘူးလို့တောင်ပြောပါတယ်တဲ့ဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ပင်ပန်းရင်ဟုတ်ကဲ့ဆရာကြီးပင်ပန်းရင်နှစ်နှစ်ချက်ချက်အိတ်ပြိုသွားတဲ့ခါမှာအမျိုးသားတွေဟောက်တတ်ပါတယ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုဟောက်နေဟောက်နေတာလို့စိတ်မပြတ်ပါနဲ့သူ့ရဲ့ position ကိုပြောင်းပစ်လိုက်ပါဟုတ်ကဲ့ဆရာကြီး သူပလက်ဆိုင်ကြီးအဟောင်းရင်းဒါလေးသူ့ကိုတွန်းပြီးတော့စောင်းပြလိုက်ပါဟုတ်ကဲ့ဆရာနော်ဘယ်ဘက်ကိုစောင်းပြီးတော့ဟောက်နေလို့ရှိရင်အသားလေးပလက်လှန်ပေးလိုက်ပါဟုတ်ကဲ့ဆရာနော်အဲ့လို position အနေထားလေးပြောင်းပြလိုက်ရင်ကိုအဲ့ဟောက်တန်ရော့သွားတတ်ပါတယ်သမီးဟောဟုတ်ကဲ့တယောက်တည်းဟိုပါဆိုလို့ရှိရင်ရောတယောက်တည်းအိတ်တယ်လို့ဆိုလို့ရှိရင်တယောက်တည်းအိတ်တော့ဘာခက်ခဲကြီးမဲ့တော့ဟောက်ဘောသူ့အတွက်သူ့ဟောက်သူ့အတွက်သူ့အိတ်ညာပဲဘေးလူတော့ရောက်မှဖြစ်တာ ဟုတ်ဟုတ်နော်ဟုတ်ကဲ့ဟုတ်တော့နှစ်စက်ကြအိပ်ပြောတာပေါ့ဟုတ်တော့လီတော့ရှူနေအောင်ဆောက်လားဟုတ်ဟုတ်နော်အဲ့တော့အဲ့ဒီအတွက်စင်ညင်ညင်တော့ဘုရားဆရာပြောတဲ့အကျော်ဆက်ဆောင်စာဟုတ်ကဲ့ပါဆရာအကျော်အစားများတွေဟောက်တာပဲဟောဟုတ်ကဲ့အာဂါသပါဘူးကနော်ဒါပေါ့အာဂါသလွန်သွားတာပေါ့ဟုတ်ကဲ့ပါဆရာဟိုအကြခွေးစုမူစာဘုရားယူနေတဲ့အစားပဲငါကြောကြောကြောတွေ့တယ်တဝါစားမယ်ခရီးရှိရမုံတွေ့တယ်အလူကြောငမုတ်ကြောတွေ့တယ်ပေးနှိုက်စားမယ် အဲ့လိုအကျော်စားရဟောင်းပါပဲလားဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရှင်ကြပါစီဗျာ